အားလုံး welcome ပါပထမဆုံးကျွန်တော် approach လုပ်တော့ကသူကညင်းတယ်ရိုက်တဲ့ချိန်မှာလည်း driver ခိုင်းသမျှပဲသူအကုန်လုံးလုပ်မယ် monitor လည်းသူလာမကြည့်ဘူးအကြိုက်တာခိုင်းဆိုပြီးတော့လုတ်ပိုင်ခွင့်အပြည့်ပေးခဲ့တယ်။သူမရိုက်တာကြာရင်သူအဆင်ပြေပါတယ်ထင်မှာသူနည်းနည်းတောက်လာနည်းနည်းလေးတောက်လာတောက်လာတဲ့အချိန်မှာသူဘာဖြစ်လဲဆိုတော့သူအဲ့ကင်မရာဘလော့ကင်းလေးသူတိုင်ပတ်ကောအဲ့နေ့ရှူတင်လမ်းပြီးသွားဆိုတော့ဟာရဲ့မရဘူးပြတောက်လို့ မဖြစ်ဘူးပေါ့နော်သူအဲ့နောက်ရက်တည်းသူလုံးဝမတောက်ဘူးသူ360ကင်မရာတော့သွားလေဟန်နေရာယူရပါတော့သူလျှောက်ရိုက်နေရာတစ်ချိန်တော့အဲ့ crew လည်းအငြိမ်းမနေရပါဘူးတိုင်းမှာမလုပ်ဖြစ်လဲဆိုတော့ကျွန်တော်ဒီပြန်ပြန်ပြောရရုပ်ရှင်အောင်2024အဇန်နဝါရီလမှာကျွန်တော်ရိုက်ခဲ့ရပါတော့အများကြီးတော့စဉ်းစားရတာပေါ့နော်ပရိသတ်ကဒီလိုဟာမျိုးမမြင်ရတာကြာပြီဖြစ်တဲ့အတွက်ကအာနည်းနည်းများ off နေမလားဆိုတဲ့ဟာလေးကတော့အစပိုင်းမှာရှိနေတယ်ဒါပေမဲ့ကျွန်တော်ရဲ့ရည်ရွယ်ချက်ကတော့ entertaining ဖြစ်ဖို့ပဲယူရဖြစ်တဲ့တကားတကားလုံးစာမပြင်းရဖို့ပဲပြည်သက်တွေကိုကျွန်တော်ပြောပြတင်ဆက်ဖို့ပဲအစစအထားဖြစ်တဲ့တကားအဆင်ပြေမယ်လို့ကျွန်တော်တော့ယုံကြည်ပါတယ်ဟုတ်ဟုတ်ကောင်ခုလည်းတမျိုးဖြစ်နေတယ်ကျွန်တော်ရေချင်းပြေသွားလို့ဟုတ်ကောင်ခေါ်နေဟုတ်ကောင်ကြော်ရင်ငါ့ကိုမတွေ့ဘူးလို့ပြန်သွားနေဒီနောင်နောင်တို့ဒီ company ရဲ့ဒီ retreat ပေါ့နော် retreat ကိုအာလိုက်ပြီးတော့ဘေးကနေအာ season ပေးမဲ့ character တယောက်ရှိရဲ့ ော့အဲ့ဟာကိုဝဲရံဘယ်သူနေနဲ့မြင်ထားလဲလို့ကိုဗစ်တာမေးရကျွန်တော်โอเคကျွန်တော်အခု draft တဲမှာတော့ကျွန်တော်အဲ့လိုမမြင်ထားတော့မရှိသေးဘူးအာကျွန်တော် dialogue ကြီးဆိုလို့ရှိရင်လည်းအာကျွန်တော် flex ဆိုတော့ဖြစ်အောင်ပဲကျွန်တော်ရေးထားရှိသေးတယ် fix mode သေးပေါ့နော်ဆိုတော့အဲ့မှာကိုဗစ်တာပြောโอเคကျွန်တော်မမြင်ရတာကြာပြီဖြစ်တယ်တိုးဆောင်ရင်တောင်နဲ့အကြိုက်ကြည့်ရောဆိုပြီးကိုဗစ်ဒါအစပြီးအကြံပေးရပေးရတဲ့အချိန်မှာโอเคကျွန်တော်ဘာလို့ရှိလဲဆိုကျွန်တော်စဉ်းစားကြစဉ်းစားကြစဉ်းစားကြရင်နောက်ဆုံးဘွားရတာပေါ့နော်ထွက်လာတဲ့အချိန်မှာပထမဆုံးကျွန်တော် approach လုပ်တော့ကသူကညင်းတယ်ညင်းတယ်ဘာလို့ညင်းလဲဆိုတော့ မရိုက်ဘူးပေါ့နော်ရှေ့မှာလည်းသူငင်းထားရုပ်ရှင်ရတာမရိုက်ချင်ဘူးလေသူရုပ်ရှင်တို့ CV ဆိုသူမရိုက်ချင်ဘူးလေသူငင်းထားရပေါ့နော်ဆိုတော့ကျွန်တော်နည်းနည်းဒုတိယတစ်ခေါက်ချက်ဖိုင်းကြမဟုတ်ဘူးဇန်ညွန်လေးအရင်ဖတ်ကြည့်ပါပေါ့နော်ကျွန်တော်တို့ဒီအာဘူးဘူးဘူးကနေတစ်ဆင့်လဲကျွန်တော်ပြောရတာပေါ့ဇန်ညွန်လေးရင်ဖတ်ကြည့်ပါဆိုတော့ okay သူစဉ်းစားမယ်ပေါ့နော်ဇန်ညွန်သူတောင်းရတယ်ဇန်ညွန်ဖတ်ကြည့်ရဲဖတ်ကြည့်ပြတော့3လောက်နေတော့သူ okay စိတ်ဝင်လာတယ်သူ script reading လာခဲ့မယ်ပေါ့နော်ကျွန်တော်ကရှိမှ script reading ကလုပ်နေပြီ script reading လာတဲ့အချိန်မှာသူမေးတယ်မေးခွန်းနေမေး okay technical အပိုင်းတွေရောဒီဇာညုံနဲ့ပတ်သက်တဲ့အပိုင်းတွေရောသူ creator နဲ့ဆိုင်တဲ့ဟာတွေရောကျန်တဲ့လူတွေရဲ့ creator တွေကြောင့်သူမေးရသူစိတ်ဝင်စားမေးရအများကြီးမေးရသူအဲ့ script reading ဖတ်တဲ့အချိန်မှာသူအရှိန်အမေးခွန်းတွေတားများတယ်။ညာပြောမှာ okay အဲ့ဒီတနေ့ပထမတရက်ပြီးပါတော့မှသူလုံးဝ okay သူရိုက်မယ်ဆိုပြီးသူတက်ကြွပြီးတော့သူလုံးဝ dialogue တွေပါတယ်သူကြက်တယ်သူအသေးချာလုပ်တယ်ပေါ့နော်သူအရှိန်မှာသူဒါမျိုးတစ်ခါမှမလုပ်ဘူးသူစိတ်ဝင်စားတယ်တကယ်တမ်းရိုက်ရင်ရောဘယ်လိုဖြစ်မလဲဆိုပြီးတော့အဲသူပြောခဲ့တယ်ပေါ့နော်အဲသူစိတ်စိတ်ဝင်စားတယ်ပေါ့သူရိုက်တဲ့အချိန်မှာလည်းအဲသူက writer ခိုင်းသမျှပဲသူအကုန်လုံးလုပ်မယ် မော်နီတာလည်းသူလားမကြည့်ဘူးအကြိုက်တာခိုင်းဆိုပြီးတော့အာကျွန်တော်ဟိုလုံပိုင်ခွင့်အပြည့်ပေးခဲ့တယ်ပေါ့နော်ဆိုတော့အဲ့အတွက်တော့အများကြီးကျေးဇူးတင်ရပါတယ်ပေါ့ဟုတ်အားလုံး welcome ပါ သူက result ကိုပဲသူစောင့်ကြည့်ရသူစပိုင်းမှာသူမေးခွန်းတွေများတယ်အာသူဟိုမေးခြင်းတဲ့အဖြေတွေအကုန်လုံးကျွန်တော်ဖြေနိုင်တာဖြစ်တဲ့အတွက်ကသူ့အနေနဲ့ကစိတ်ချနေမှုရှိတဲ့ driver တယောက်အနေနဲ့သူ remote ပေးခဲ့တယ်ပေါ့နော်ကျွန်တော်တော့အဲ့လောက်ပဲပြောလို့ရမှာဖြစ်ပါတယ်ဟုတ်သူနောက်ပိုင်းကမေးခွန်းလည်းမမေးတော့သူကလည်းသူ on scene ပေါ်မှာ channel ကလေးတွေကိုအားပေးပြီးတော့သူကပင်ပန်းကြရပေါ့ပင်ပန်းတဲ့ချိန်မှာသူဟာသားရပြီးတော့ရည်စရာတွေလို့သူမတီအတိုင်းပါပဲအပြင်က character အတိုင်းမှာသူစာရင်းနောက်ရင်းနဲ့အားပေးခဲ့ဒါပဲသူအများကြီးဘာမှကျွန်တော်ခက်ခက်ခဲခဲအုံနောက်စားမျိုးမရှိခဲ့ဘူးဟုတ်သူတော့အမြင်နဲ့ထူးခြားနေတာပေါ့နော်အဲ့လို on set ကိုရောက်ပြီဆိုတာနဲ့သူရောက်လာတဲ့နေ့တော့အကောင်လုံးအဲ့လို lively ပေါ့နော်အရန်သူဟိုလူကိုသွားစာနောက်လိုက်သူအဲ့လို stylist ကအစအငြိမ်မနေရဘူးသူ like စာတယ်အဲ့လိုစကားတွေလိုက်ပြောဟိုလူစာလိုက်ဒီလူနောက်လိုက်ဆိုတော့အရင်တိုင်းပဲလို့ပဲကျွန်တော်ပြောရမှာပေါ့နော် on screen ပေါ်ကနေနေကြရာသာနေဝင်ရအပြင်က character ရာသာနေဝင်เนี่ยမကွာဘူးအဲ့တိုင်းပဲဟောအမြဲတမ်းတက်တက်ကြောကြောနေအဲ့လိုလူတွေကိုလိုက်စာနေတာပေါ့နော်ပြောရရင်အဲ့လိုသူများရဲ့အခေါ်ရကြက်တယ်ပေါ့နော်အဲကြက်တယ်ပေါ့တခါကြရင်အဲ့လိုအဲဘယ်လိုပြောရလဲဖြေရခဲ့တဲ့မိကုန်းတွေလိုက်လိုက်ပြီးရပါဆိုအဲ့လိုပဲ ဲ့လိုပါပဲအတူတူပါပဲဟုတ်ဘယ်နေပဲလက်လက်နေပဲလက်နေပဲအဲအဲသူရီရတာတကူပြောသူကအဲ့ပြောပြောတာပါလားသူကညနေ၄နာရီဆိုရင်လည်းတကွတ်တောက်တယ်တဲ့သူကအရှင်းပါအများတော့ကျွန်တော်ကပြောကျွန်တော်အားလို့ on scene ပေါ်မှာလို့အရက်တောက်တာမကြိုက်ဘူးလို့ကျွန်တော်ကပြောတော့သူပထမတစ်ရက်ကတော့သူကအဲ့သူလုံနိုင်တယ်ပေါ့နော်သူမရိုက်တာကြာတယ်သူအဆင်ပြေပါတယ်ထင်မှာသူနည်းနည်းတောက်လာနည်းနည်းလေးတောက်လာတောက်လာအချိန်မှာသူဘာဖြစ်လဲဆိုတော့သူအဲ့ camera blocking လေးသူ တိုင်ပတ်ကောသူကင်မရာ blocking ဆိုသူအဲ့ပြီးရင်အာနည်းနည်းပေါ့နော်ကင်မရာအယူဆနဲ့ပတ်သက်လို့ရှိရင်သူဘယ်နားနေရမယ်ဆိုတဲ့ဟာတွေကတစ်ချိန်လုံးလိုက်ပြီးတော့ remind ပြန်ပြန်လောက်ရအောင်ဖြစ်ပြသူအဲ့အဲ့နေ shooting လည်းပြီးသွားသူဟာရဲ့မရဘူးပြတောက်လို့မဖြစ်ဘူးပေါ့နော်သူအဲ့နောက်ရက်တည်းသူလုံးဝမတောက်ဘူးတခြားလုံးသူအဲ့အရက်တောင်မှတောက်လျှောက်သူခဏနားလိုက်ရတယ်ပေါ့နော်အဲ့မှာသူက360ရှိဘူးရှိရရှိရရှိရသူ360ကင်မရာတော့သွားလေဟန်နေရာယူရပါတော့သူ footage တွေတော့သူစမှာရှိမယ်အဲ့တော့ကျွန်တော်မှားတယ်ဟုတ်လား တင်လို့မရသေးဘူးเนาะကျွန်တော်ရိုက်တိုင်းအဲ spoiler ဖြစ်သွားမှာလေ okay okay သူသူပြောသွားတယ်ဆိုတော့ရှိရသူစီမ footage တွေဟုတ်အဲ့ဆိုအခုတင်လို့ရတယ်သူဥရသားတွေကပြောလိုက်ပါတယ်သူကတိုက်ပြီးကြည့်ပါဦးအဲသူသူကြည့်ရင်တော့ကြည့်ပါသူလည်း interview တွေဖြစ်နေရပဲဆိုတော့အာတင်လို့အဲခုနှစ်နှစ်ဆိုရင်တော့တင်လို့ရပါပြီပေါ့နော်သူသူကတော့ပေါက်ကရရိုက်တာမှာပေါ့တော့အဲ့လိုကျွန်တော်လည်းသတိမထားမိရတခါကျရင်သူအဲ့လိုရှောက်သွားနေရလေသူရှောက်ရိုက်နေရတဲ့ချိန်တော့အဲ့ crew လည်းအငြင်းမနေရပါဘူးဟုတ်သူတော့ကြိုးကောင်မသူရှိရရက်တင်ဆိုလို့ရှိရင် ုတ်တယ်အဓိကတော့ तू ကအဲကြံတဲ့လူတွေကိုအရန်အဲ့လိုမျိုးဟာတက်တက်ကြွကြွဖြစ်လာအောင်လိုက်စနောက်နိုင်တဲ့သူတွေမှာပါတယ်လူတိုင်းလည်းအကုန်လုံးရာသာနေဝင်ဆိုတဲ့ character iconic character ကိုမြင်နိုင်တယ်ကျွန်တော်တို့ကကြက်ငါ့ကိုဘာလာပြောအောင်လည်းမသိဘူးတခုခုဆိုရင်သူကသူမျက်နာကအဲ့လိုလေတခုခုလူကိုပြောချင်နေရဲ့ရုပ်အဲ့လိုနောက်ချင်နေရဲ့ရုပ်ပေါက်နေတော့အကုန်လုံးကပျော်တာပေါ့နော်ရည်ရတယ်ဟာဘာရတာစားပြီဆိုပြောအကုန်လုံးကအဲရည်ကြပျော်ကြတာပေါ့နော်သူရိုက်ရတဲ့အပိုင်းက9ရက်လောက်သူ့ကိုအချိန်ပေးရတဲ့အချိန်မှာတော့သူကားပြီးတော့တရက်ဖြားသွားသေးတယ်ဆိုတော့ အဲ့အဲ့ကြောင့်လဲသူမရိုက်တာဖြစ်မှာပါဟုတ်ဒီတံပြပြောရုပ်ရှင်ကားကတော့ယုံ၅စနစ်နဲ့ယုံတင်ရတာပေါ့နော်ဆိုတော့ဒီကားကကျွန်တော်တို့လာမယ့်နိုဝင်ဘာ9ရက်နေ့ကနေပြီးတော့၈၉ဒီစနေတနင်္ဂနွေတရားဒါကျွန်တော်တို့အပြင်ပြိသက်တွေကအဲမတိတဲ့ဘိုင်းတွေရှိနေတယ်ပေါ့နော်ကျွန်တော်တို့ဒီယုံတင်ကားတွေကိုအဆုံးဖြတ်တဲ့အဓိကအဆုံးဖြတ်ကဒီ၃ရက်ပေါ့နော်တောက်ကြစနေတနင်္ဂနွေ၃ရက်ကိုပြိသက် ဝင်နဲ့နှုံးကြည့်ပြီးတော့နောက်မှာယုံဘလောက်ဆက်ပေးမယ်ဘလောက်ထားပေးမယ်ဆိုတာမျိုးဖြစ်တယ်ဒါကလည်းရုံရှင်ဘက်ကနေပြီးတော့တခြားနောက်တင်မဲ့ကားတွေအတွက်လည်းသူကစဉ်းစားပြရတဲ့ပိုင်းရှိတယ်လေကျွန်တော်တို့ကြီးပဲနေရာယူထားလို့မရဘူးဆိုတော့တခြားနောက်တင်မဲ့ကားတွေအတွက်လည်းကျွန်တော်တို့အနောက်ရှက်မဖြစ်အောင်အဲပြီးရင်ရုံရှင်ဘက်ကလည်းနေနိုင်မှုမရှိအောင်ကျွန်တော်တို့ကားကိုဒီတောက်ကြစနေတနင်္ဂနွေ၃ရက်ကိုအဆုံးဖြတ်လေးကိုဝင်ကြည့်လိုက်လို့ရှိရင်အာနောက်ကကားတွေအတွက်လည်းကျွန်တော်တို့အာယုံနေတဲ့ရက်ကတတ်တတ်မတ်မတ်လေးအဆင်ပြေသွားမယ်ရုံရှင်အတွက်လည်းကျွန်တော်တို့ကားကိုပေးရတဲ့အတွက်โอเคသူတို့မှနေနိုင်မှုမရှိသွားဘူးဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်ကျွန်တော်တို့ ိုပဲလူငယ်တွေတခြားသောယုံငါစနစ်နဲ့ပြသခြင်းနဲ့သူတွေအတွက်ကလည်းပို့ပြီးတော့ဒါယုံရှင်တွေနဲ့ညှိနှိုင်းရတာပို့ပြီးဆင်ပြေပါပေါ့နော်အဲကြောင့်မို့လို့ကျွန်တော်တို့ဒီလိုမှာ conscious ကို၃ရက်လေးရောကျွန်တော်ပြည်သက်တွေအနေနဲ့အားလို့ရှင်အချိန်လေးများရလို့ရှင်အာကြည့်ပေးကြပါဝေဖန်ပေးကြပါပြန်ပြီး online မှာ share ပေးကြပါပေါ့နော်ဒါလေးကျွန်တော်တောင်းဆိုချင်ပါတယ်ဟုတ်ဟုတ်ကျေးဇူးများတင်ပါတယ်